အားလုံးပဲမင်္ဂလာပါရှင်ချင်းပြည်နယ်အတွင်းစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်မှစစ်မှုထမ်းတပ်သား6ဦးသည်လက်နက်နှစ်လက်ယူဆောင်လာပြီးအလင်းဝင်လာ၍ငွေကျပ်350ချင်းမြင့်ခဲ့ကြောင်းကလေးမျိုးပြပြောက်ကြားစီမံချက်ယူချက်အဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်တရင်ဌာနသို့ပြောဆိုထားပါတယ်မေလ16ရက်နေ့မှစတင်ပြီးချင်းပြည်နယ်သို့ထိုးစစ်ဆင်လာသောအာ900ခန်းပါအကြံဖက်စစ်တပ်စစ်ကြောင်းမှ ထွက်ပြေးလာသောစစ်မှုထမ်းတပ်သား6ဦးသည် မေလ22ရက်နေ့တွင်ကလေးမျိုးပြပျောက်ကြစီမံချစ်ယူကြီးအဖွဲ့ထံဆက်သွေ၍အလေးဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါလေးဝင်ရောက်လာသောတတတ6ဦးသည်တမခွန်ခွန်လက်အောက်ခံခမာယာ3တိတရမဖြစ်ပြီးစမူဒန်အပတ်ခွန်နဲ့ရှစ်မှတတတ3မြတ်ဖြစ်ကကလေးမျိုးပြပျောက်ကြစီမံချစ်ယူကြီးအဖွဲ့ထံ MA3 တနနှစ်လက်လက်ပြဘုံကားလုံး G 486တောင်း G ပေါက်၁၄ခုနဲ့အခြားစစ်၃ဆောင် မြပါယူဆောင်လာခဲ့ကြောင်းသိရပါတယ်ထို့သောလက်နက်များပါ ယူဆောင်လာသည့်အလင်းဝင်ရောက်လာတော့ကြောင်း၎င်းတို့6ဦးကိုဂုံပြုစုငွေ7350ချီမြှင့်ပြီးလွတ်မြောက်နေမြေသို့ပို့ဆောင်ခဲ့ပေးကြောင်းသိရှိရပါတယ်ရှင် သူတို့ကလက်နက်တွေပါယူဆောင်လာပြီးအလင်းဝင်လာတော့ကျွန်တော်တို့ကငွေချက်350ချင်းမြင့်ခဲ့ပါတယ်စစ်ကောင်စီဟာအတင်တမာတဆူဆောင်ပြီးအသေးခံတိုက်ခိုက် တဲ့အနေအထားဖြစ်တဲ့အတွက်စစ်ကောင်စီတပ်သားများတွေအနေနဲ့နီးစရာဒေါ်လာရဲ့အဖွဲများထံမှ CDM လုတ်ပြီးလာရောက်ပူပေါင်းစီချင်ပါတယ်။လက်နက်ခေတ်ရနေယူဆောင်နိုင်ခင်တော့ပိုကောင်းတာပေါ့ဟု။ကလေးမျိုးပြပြောက်ချက်စီမံချက်ယူချက်ဖွဲ့မှတောင်းရှိသူတို့ကပြောဆိုထားပါတယ်။ chindam kul aral lamsel in aral kai miral thangchung in ral kap at lakter miral kapruk ni mei tha zun hi le kwan he mi piral kapsina ani fon tia thai asi chindam a ara kai miral thang na chung in sham sham endal kap an luter miral ka produk chu meni kolani khat a glemio tak shero yu chi sina ani fon tia thai asi aduban tuk in mi piral kapsina mei tha zun hi le zen kwa he afon min ha chu lunglom nak a sing zakat somnga an pekna tia thai asim state administration council sac ni kadau nangol chungding in an than i myanmar ram hun kip a van long in kadau nak an tua i bom an thak kauna in tlang chung sham tlai phu pol chu kadau nak ngol chung ri ding in mi ang lai ni nizan me ni kol ni kwa a tua mi linhin harton cha bom nak pek nak program a achim linhin hartong บุมชันอันเฮรองเล่สักเรียมชันนักเรียนกัลปีเฮรองอาเอสเอซีนี่เอพริลนินฮีอินเมทลาดงตียงชันกัลลักชุงกัดเอานักงลชุงดึงอินกันทันรัมปีเล่มีปีจารวดอินหลังจุงเชมไตพูเลจวนวางเงตุสองนี้ชันกัลลักกัดเอานักงลชุงมีฮีอันอุปัตฮาวอีอันจุลออกอสิเดียไม่เอาไลนี้อชิมสเ State a d m i n ทร t r a นค o นซิลเอสเอซีนี่เมนิรก in nisom thumle ni khat yang ka na ngol ding in an than nak in mi maram hun kip a van long in ka do nak ibom to i tol chung mi an um nak mun a sham ngan in an ka i ka do nak an rong a tol chung mi thi le hlem tor an tam te tlang chung sham tlai phule tol chung sham tlai phuni an than sec ni, ni aliam cha 2023 january in tukum 2025 may 12 tiang a kadaw na ka do ka umlaw um lo nak mun a vui thong ni le vui suri chong văn long in cả đầu nak anh tua rong á tua chung mi thong thum leng anh nun nak aliam i hắc che tel in minung thong a leng thiam anh tua xiang in dân ni le xôm li a rok sử dụng dung si khan le biak nak he ai pe tlai mi in zanga leng a rok thấy thai asim thai mi ma ni sa shi khăn tây tây bôi pwe mya ma thai nang ngam be thwe pye la do a chan phat sik kaun si ta a long go thai sit ta ka bgf thai lwe pyaung pe khe chang to ရေထောက်ပို့လုပ်ဆောင်နေသည့် agency ကိုရဲမင်းကရန်ကုန်ခေတ်တည်ရင်ဌာနသို့ပြောဆိုထားပါတယ်မေလ28ရက်နေ့ကအချက်ဖက်စစ်တပ်၏ဘလဒိုစခန်းမှထိုင်နိုင်ငံအတွင်းထွက်ပြေးလာသည့်စစ်ကောင်စီတပ်သား62ဦးကိုထိုင်စစ်တပ်ကမျက်ဝေါ်ရီမျိုးရှိကရင်နေချစောင့်တပ် BGF ထံပြန်လည်လွှဲပေးခဲ့ကြောင်းသိရပါတယ်မလန်အေပီလာနဲ့ယခုမေလအတွင်းထိုင်းမြန်မာနယ်စပ်အနီးရှိအချမ်းဖက်စစ်ကောင်စီ၏ Bluetooth Blade Day တခဘီခွေမောဖာဒုစခန်တာလေးစခန်မေလာစခန်မောဖုကေစစ်စခန်နဲ့ဘလဒိုစခန်ကနေလေးစခန်ရွှေအိမ်မြိုင်စခန်နဲ့စစ်ကူလာသောစကြောင်းများကို KNU ကစတိုက်တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်အစူပါစခန်တိတ်တိုက်ပွဲများအတွင်း အကြံဖက်စစ်ကောင်စီတပ်သားများကထိုင်းနိုင်ငံဘက်ကိုဝင်ရောက်ထွက်ပြေးနေခြင်းဖြစ်ပြီးထိုက်စစ်တပ်ကလည်းထွက်ပြေးတိမ်းရှောင်လာသောစစ်ကောင်စီတပ်သားများကိုဆက်လက်လိုက်လံဖမ်းဆီးနေကာကရင်နေချဆောင်တပ် BGF ထံလွှတ်ပြောင်းပို့ပေးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ထို့ပြင်မေလ28ရက်နေ့ကလည်းစုံစည်းမြင်အတွင်းအင်အား82ဦးပါအကြံဖက်စစ်တပ်စစ်ကြောင်းကိုလည်း KNLA ကဥဆောင်သောတော်လှန်ရေးတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ကစစ်ကောင်စီတပ်22ဦးနှင့်ထိုင်းနိုင်ငံအတွင်းထွက်ပြေးသွားပြီး ရင်းစစ်ကောင်စီတပ်သားများကိုလည်းထိုက်စစ်တပ်ကမြန်မာနိုင်ငံဘက်ကိုပြန်လည်လွှတ်ပြေးလွှဲပြောင်းပေးဖို့ရန်လှုံ့ဆော်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဘလီဒိုက60နှစ်ကတော့မြဝတီပြန်ပူပေးတယ်။စုံစည်းမြိုင်22ဦးကတော့စစ်နေတယ်။နောက်ထပ်မိသားတွေလည်းထိုက်စစ်တပ်ကစစ်နေတယ်။ Wall Review ဟာပြန်ပူမလားမြဝတီနေချကော်မတီကတစင်းနှစ်ခွန်ကားကိုပြန်ပို့မလားဆိုတာတော့မတိရသေးဘူးအခုကဒီနေ့မိတာတွေလက်စင်းတော့မတိရသေးဘူးဟုဒေတာတွင်တော်လိုင်းရေး ်တရင်မြက်ကပြောဆိုထားပါရဲ့ရှင်လက်ရှိချိန်တွင်ကရင်ပြည်နယ်အတွင်းရှိမြဝတီဘီယာ၃စု ကော့ဂရိတ်ဂျုံတုံးဖပွန်တန်တော်ဒေတာများတွင်အကြက်ဖက်စကောင်စီတက်နဲ့ KNLA မဟာမိတ်တများကြတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေစေဖြစ်ကြောင်းသိရှိရပါရဲ့ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်